မင်းနေပြီးတော့ဖြစ်ကနေမြို့နယ်အဖြစ်အစင်းကြသွားတဲ့မြို့ကိုတည်လာဒီမြို့ကိုတည်ထားတာမန္တလေးမြို့ထက်ပိုပြီးစောပါတယ်ပြီးတော့ဒီမြို့ကိုမင်းဆက်ငါဆက်ကမင်းနေပြီးတော့ဖြစ်အသုံးပြုသွားခဲ့တာပါအခုတော့ဒီမြို့လေးဟာနန်းကြပြီးမန္တလေးရဲ့မြို့နယ်လေးဖြစ်ရပ်တည်နေပါတယ်အဲ့ဒါဘယ်မြို့ပါလဲ ါကတော့အမရပူရမြို့ပါရှေးတုန်းကအမရပူရမြို့ရဲ့မြောက်ဘက်မှာရှိတဲ့မန္တလေးကိုမြောက်မြို့လို့ခေါ်ကြပါတယ်ဒီလိုပဲမန္တလေးရဲ့တောင်ဘက်မှာရှိတဲ့အမရပူရမြို့ကိုတော့တောင်မြို့လို့ခေါ်ကြပါတယ် ဒီမြို့ကိုစတင်တည်ခဲ့သူကဘိုးတော်ဗရုံမင်းပါဗရုံမင်းက1982မှာအင်းဝကိုသိမ်းပိုက်ပြီးအမရပူရမင်းနေပြည်တော်ကိုတည်ခဲ့ပါတယ်အဲဒီနောက်1983ကျထီနန်းကို အမရပူရစီပြောင်းရွှေ့ခဲ့ပါတယ်ဗရုံမင်းကိုစက်ခန့်နဲ့ဘာကြီးတော်လက်ထက်ကြောင့်အမရပူရမှာမီးလောင်လို့ထီနန်းကိုအင်းဝစီပြောင်းပါတယ်ဘာကြီးတော်နောက်ပိုင်းတက်လာတဲ့တာယာဝရီမင်းဗကံမင်းနဲ့မင်းတုံးမင်းတို့ကတော့အမရပူရမှာပဲထီနန်းဆိုင်ပါတယ်ဒါကြောင့်ကုန်းပေါင်မင်းဆက်ဆက်တဆက်ရှိတဲ့နဲ့အမရပူရ ်5မြို့မှာမင်းဆက်50နှစ်ပေါင်း84နှစ်နန်းဆိုင်ခဲ့ပါတယ်။ဒါကတော့မရဘူရမြို့ကထင်ရှားတဲ့နေရာတွေပါ။မရဘူရမြို့ဟာဗရီတရိခိခရဲကမိဘင်းနဲ့ငလင်ဘေးကိုအကြိမ်ကြိမ်ခံခဲ့ရလို့တမိုင်းဝင်နေရာတွေပြောက်ကွယ်ကုန်ပါပြီ။2025မတ်လ28ရက်မှာလည်းအင်အားပြည့်ငလင်တန်းကြောင့်ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါသေးတယ်။အခုဆိုအမရပူရမြို့တပ်တန်းကနှစ်ပေါင်း240ကျော်လာခဲ့ပါပြီ။အမရပူရမြို့တွေကဘယ်နေရာတွေကိုရှာဖူးပါသလဲ။ comment မှာပြောသွားကြပါဦးနော်။